ီညရှင်ပြိုင်ကစားဖို့ရှိနေတဲ့ဆန်ဒလန်နဲ့ပွဲစဉ်မှာမန်ယူနိုက်တက်တို့ဘယ်လိုပွဲထွက်လာနိုင်ပါသလဲမင်္ဂလာပါကိုခဲအင်စတာဖုတ်ဘောရှူအနဲ့ကျွေးသွားရခင်ဗျာကျွန်တော်ကိုခဲပါဒီညရှစ်ခွဲမှာရှင်ပြိုင်ကစားမယ်မန်ယူနိုက်တက်နဲ့ဆန်ဒလန်ပွဲစဉ်မှာယူနိုက်တက်ရဲ့ပွဲထွက်လူစည်းအခင်းချင်းနဲ့ပတ်သက်ပြီးတော့ဘယ်ကစားသမားတွေဒဏ်ရာနေလို့မပါဝင်နိုင်ဘူးလဲဘယ်ကစားသမားတွေပွဲထွက်လူစည်းမှာပါလာနိုင်တယ်လဲကျွန်တော်တို့ကြွတင်ဆွေးနွေးကြည့်အောင် โอเคအဲ့တော့ပွဲထွက် line up ကိုမသုံးသက်ခင်မှာဘယ်ကစားသမားတွေဒဏ်ရာနေတယ်လဲအဲ့ဒီပိုင်းရင်ဆွေးနွေးကြပါတယ်ယူနိုက်တက်မှာဒဏ်ရာရနေတဲ့ကစားသမားများများစားတော့မရှိဘူး ဒါကဖျားပေးတဲ့ကုသကံလို့ပြောလို့ရတယ်။ဘာကြောင့်လဲဆိုတော့လက်ရှိအချိန်မှာအတင်းတော်တော်များများရဲ့အဓိကကစားသမားအများစုဒဏ်ရာပြဿနာတွေနဲ့ကြုံတွေ့နေရတယ်။ယူနိုက်တက်ကတော့မာတီးယက်စ်ကူညာတကောက်ကျော်ဒဏ်ရာရပေမဲ့ပြန်လဲတက်တာလာတဲ့မစ်လည်းပြန်ပြီးတော့ကောင်းလာပြီ။အဲ့တော့ကြောင့်အတင်းရဲ့အဓိကကစားသမားအများစုကတော့ဟိုတိုက်ပွဲဝင်နိုင်တဲ့အခြေအနေမျိုးဖြစ်ပါတယ်။တို့ပေမဲ့လီချာ ပြီးခဲ့တဲ့ဘောလုံးရသည်ကလေးကနားရတာအခုတတိမပါဝင်နိုင်သေးပါဘူး။ဒါပြင်မဇရာဥရီလည်းပါဝင်ဖို့မရှိပါဘူး။အမဒီယာလိုကတော့ပြီးခဲ့တဲ့တပတ်လုံးကတော့သူ့ဆွေမျိုးစုံတဲ့အတွက်ကြောင့် Ivory Coast ကိုပြန်သွားတယ်။အခုလေးချင်ပြန်ဆင်းနေပြီလို့ သိထားတယ်။ဒါပေမဲ့အသင်းနဲ့ပရိုတိုကွင်ရမရတော့မတိကြမရတဲ့အခြေအနေမျိုးဖြစ်ပါတယ်။ဒုတိယပိုင်းမှာလူသားလဲတဲ့ပုံစံမျိုးလည်းဖြစ်နိုင်ပါတယ်။ဒါတော့ United ရဲ့ဒန်ရကစားသမားစင်းနဲ့ပတ်သက်ပြီးတော့ဒါ Spurs ရဲ့ဖော်ပြချက်ကိုကျွန်တော်ကိုးကားပြီးပြန်လဲဆွေးနွေးခဲ့တာပါ။အဲ့တော့လာပြီး United ဘယ်လိုပွဲထွက်မလဲ။ကိုးသမားတနေရာကတော့ LD Bina လွှဲရင်ဒီချိန်မှာ Lemons ကို Portugal ပေးဦးမယ်လို့ကျွန်တော်မထင်ဘူး။ဘရင်သားကဒါရှစ်ပွဲတပွဲ Brentford နဲ့ပွဲမှာပေါ့နော်။စောစောင်ကောင်တချို့ပြတ်တက်နိုင်ခဲ့တယ်။သူ့ရဲ့ပုတ်ထုတ်ကာကွယ်မှုတချို့ကြောင့်ဒီထက်ပိုပြီးတော့ဂိုးတွေမပေးခဲ့ရတာ။ Lammers က လေးချင်းအကွေးမှာကောင်းကောင်းကောင်းပဲဗျာတင်းမစ်တော်တော်များတော့လမ်းမစီရဲ့စွန်းဆောင်ရီကိုဟိုလေးချင်းအကွေးမှာထုတ်ဖို့ချီချူထားတဲ့စကားသံလေးတော့ကျွန်တော်တို့ကြားရတယ်။သို့ပေမဲ့တကယ်ပွဲနဲ့လေးချင်းအကွေးနဲ့တူတာတော့မဟုတ်ဘူးလေ။တဖြည်းဖြည်းချင်းစီဟိုမျောသုံးပေးသွားမှသာလေအဆင်ပြေလိမ့်မယ်။ဘလို့မျောသုံးရမလဲဆိုတော့ဒီ Premier League လိုမျိုးအရင်အရေးကြီးတဲ့ပွဲမျိုးတွေမဟုတ်ဘဲနဲ့တချို့တော့ tournament တွေပေါ့။ထားပါတော့ United ကလည်းပြိုင်စရာ FA Cup တခုပဲကျန်တော့တယ်။အဲ့တော့ FA Cup မှာခဏစမ်းသုံးလိုက်တဲ့ပုံစံမျိုးဟာလမ်းမစီတော့ပို့ပြီးတော့တင့်တော့တယ်။ဘာကြောင့်လဲဆိုတော့ကစားသမားတစ်ယောက်ကဥချို ့လို့မရအောင်မန်တလတီအရန်ရေးကြီးတယ်လမ်းမန်းပွတ်တော်ကိုသမအနေနဲ့ဖမ်းပြီးဂိုးရီအများကြီးမတော်တဆပေးလိုက်ရရင်ဒါဥချိုးသွားနိုင်တယ်ယုံကြည်မှုပျောက်သွားနိုင်တယ်အဲ့ဒီအတွက်ကြောင့်အသေးချတဲ့ဘွဲမျိုးအရင်မခက်ခဲတဲ့ဘွဲမျိုးတွေမှာလမ်းမန်းကိုရူဘင်အမော်ရင်ပွတ်ထုတ်နိုင်တယ်လို့ထင်တယ်လော့တယ်တော့ကျွန်တော် LD ဘီနာလွဲပြီးအကျန်တဲ့ကိုသမပွတ်ထုတ်ဖို့လမ်းမမြင်ဘူးโอเคနောက်တန်း၃ယောက်ကျွန်တော်နောက်တန်း၃ယောက်ကိုကြည့်မယ်ဆိုရင်တော့ Mathias Delic ကိုပဲပွတ်ထုတ်ခွင့်ပေးပါလိမ့်မယ်ဒါ CCB တနေရာမှာ Mathias Delic ကလက်ရှိအချိန်အကောင်းဆုံးပဲဒါပေမဲ့ Ruben Morin ဒီ ဒလစ်နဲ့ဟယ်ရီမဂွားယောက်တွဲသုံးတော့တွဲသုံးတက်တယ်။တိုးတော့ကျွန်တော်လေးအဲ့နှစ်ယောက်ကိုတကယ်တမ်းသုံးလာတာမြင်တော့အဲ့လိုသဘောမကျဘူး။တကယ်တမ်းသုံးလာတာမြင်တော့ဆိုတာဘာလို့ပြောရလဲဆိုတော့ကျွန်တော်အစအဲ့နှစ်ယောက်တွဲလိုက်ရင်တမျိုးတစ်ပုံဟိုပို့ပြီးလုံခြုံမယ်လို့ထင်ခဲ့တာပေါ့နော်။ဒါပေမဲ့နှစ်ယောက်လောက်နည်းနည်းလေးတယ်။တိုက်ချင်းနည်းနည်းသွားတူတယ်။အဲ့ဒါကြောင့်ဒီဒလစ်နဲ့ခေါင်းယူတွဲသုံးတာထက်တခြား player နဲ့တွဲသုံးတာပိုကြိုက်တယ်။ဒလစ်ကတော့လက်ရှိချိန်မှာ CCB တနေရာအတွက်အသင့်တော်ဆုံး player ပဲ။တစ်ဖက် RCB တနေရာမှာ လီနီရိုကိုပဲပရော့ခွေပေးတဲ့နဲ့တကယ်တည်းလဲအပုံတနိုင်းကစားလာနိုင်တယ် ။တပတ်မှာကတော့လူရှောပေါ့နော်။ဒီပိုင်းတစ်ပိုင်းကတော့ကျွန်တော်သိမကြိုက်ဘူး။လူရှောဒီ SCB မှာနေရာမရတင်ဘူးဗျ။သူလက်ရှိချိန်မှာတော့ကောင်းနေတယ်။ကျွန်တော်ရဲ့ယူဆပုံကြတော့တမျိုး။တကယ် natural position SCB တွေရှိရတာနဲ့ left back ကစားသမားစစ်စစ်တယောက် SCB မှာနေရာရနေတယ်ဆိုကြတဲ့ကဒါကြီးကတိတ်အိဗယ်မရှိဘူးဗျ။အဲ့တော့လီချာကောင်းဖို့မျော်လင့်နေတယ်။လီချာမကောင်းသေးရင်လည်းပြီးခဲ့တဲ့ဘောလုံးရသည်မှာ heavenly တော်တော်ကောင်းခဲ့တာပဲ။ဘာကြောင့် heaven ကိုမသုံးတော့လဲကျွန်တော်လည်းမပြောတတ်ဘူး။တေချာတာကတော့ဒီနေရာမှာလူရှောပဲပေါ်ထွက်လာအောင်မှာဖြစ်ပါတယ်။ဝင်းဘတ်နဲ့ရအောင် အဲ့တော့ကျွန်တော်ဒီတစ်ဖက် left wing back ကတော့တေးချရတယ် Patrick Dorgu ပဲလာလိမ့်မယ်အဲ့တော့ Patrick Dorgu ဒီဟို vision အားနည်းတာတခုတော့ရှိတယ်တို့ပေမဲ့လုံအောင်အောင်အပြည့်နဲ့သူ့ဘာကိုပြောပြောဆိုဆိုကစားနေတာပဲဗျာကျွန်တော်ကတော့ Dorgu ကိုသဘောကျရတဲ့အမှပါတယ်ပေါ့နော်အဲ့တော့တစ်ဖက် right wing back ကိုပဲကျွန်တော်တို့စဉ်းစားရမယ်အာမတ်ကိုပေါ်ထွက်ပေးမှာလားဒီလိုမှမဟုတ်ရင် Dalot ကိုပေါ်ထွက်ပေးမှာလားအာမတ်ကို right wing back မှာကျွန်တော်ကတော့ပေါ်ထွက်ဟိုပေးတာသဘောမကျဘူးဗျာဘာကြောင့်လဲဆိုတော့လေအာမတ်က ဝင်းကစစ်စစ်အဖြစ်ကစားခဲ့တာဟုတ်အဲဝင်းဘက်နဲ့တကယ်အာကျွန်တော်တိုက်စစ်အားတန်တဲ့ဝင်းကနဲ့မှာသူတို့လောက်ရတဲ့ duty function တွေကနည်းနည်းကွာဟချက်လေးတွေရှိတယ်အမတ်ကအဲ့လို AM လို့လို့ဝင်းကလို့လို့ဒီနေရာပေါ့ဗျာပြောမယ်ဆိုဒီနေရာမှာဆော့တာပူကောင်းတယ်ဝင်းဘက်အဖြစ်ဆော့လိုက်ရင်သူ့ရဲ့တချို့တော့ဟိုအဖိုးတန်မှုလေးတွေအနေငယ်ရော့ကျသွားတဲ့ပုံတံတန်မျိုးတော့ကျွန်တော်မြင်ရတယ်ဒါပေမဲ့မတတ်နိုင်ဘူး MB မှုရှိနေတဲ့အတွက်ကြောင့် အမကတော့ right wing back အဖြစ်ပွဲထွက်ဖို့များပါတယ်။ဒါပေမဲ့အသင်းနဲ့ပြီးခဲ့တဲ့တစ်ပတ်မပူပေါင်းခဲ့တဲ့အတွက်ကြောင့်ကျွန်တော်တို့အာမတ်စာဒီနေရာမှာ Diego Dalot ပဲပွဲထွက်လာမယ်လို့ထင်ပါတယ်။ right wing back Diego Dalot left wing back Patrick Dorgu ဖြစ်ပါတယ်။ကဲကျွန်တော်ဒီအထိုင်နှစ်နေရာပေါ့နော်ပြောရတာလဲအားတော်မရှိဘူးဒီအထိုင်နှစ်နေရာကျွန်တော်က Bruno Fernandes ကိုဒီနေရာမှာလုံးဝလုံးဝမထည့်စေချင်ဘူး။ဒါကျွန်တော်တယောက်တည်းအမြင်တော့မဟုတ်ဘူး။ United ပြိသက်10ယောက်မီ10ယောက်လုံးက Bruno နံပါတ်10မှာပဲထားစေချင်တယ်။နံပါတ်10ယောက်မှာပဲ Bruno ကလည်း performance တာ အားလုံးအသည့်အသင်းရဲ့ legendary ကစားသမားတွေကလည်းဒီအပိုင်းကိုကျွန်တော်တို့ထောက်ပြတယ်သို့တော့ Ruben Amorim ကတော့ခေါင်းမာပြီးတော့ဒီနေရာမှာပဲတုံးနေသေးပါနီးပြဖြစ်တဲ့အတွက်ကြောင့်သူကတော့ကစားသမားအခင်ချင်းပွဲထုတ်မှုနဲ့ပတ်သက်ပြီးဟို authority အရှိဆုံးပဲဗျာကြိုက်ချင်းမကြိုက်ချင်းဘေးပဲเนาะဒါပါအဲ့တော့ Casper ကိုပြန်ပါလာနိုင်တယ် ဘရူနိုဖာနက်ရှ်ကိုနံပါတ်8နေရာမှာအဲပေါ်တော့ကွင်ပေးလာနိုင်တယ်ပေါ့နော်အဲ့တော့ဒီနေရာမှာတခုပြန်ဗျူအာဘိုင်းနဲ့ပတ်သက်ပြီးဆွေးနွေးနေတာဟာအဲ့ဒါသူဘရူရဲ့နံပါတ်8နေရာမှာထားရမယ်ဘရူနိုကို free roll ပေးလို့မရဘူးလားဆိုတော့ရတယ်သို့တော့ကျွန်တော်ဒီ6မှာကစားနေတဲ့ကစားသမားအသက်အရွယ်ရကြီးနေပြီအရင်အစင်မပြေတော့ဘူးဒီနေရာမှာသာတကယ်လို့ပြန်မဲ့အတင်းက Royal Graven Bash လို့ကစားသမားမျိုးဒါမှမဟုတ်ဇူဘီမန်နေလို့ကစားသမားမျိုးတွေအချက်စီကမွိုင်းဆက်ကိုင်စီတို့လို့ကစားသမားမျိုးတွေဆိုရင်တော့အစင်ပြေတာပေါ့သူတို့တယောက်တည်းနဲ့ကစားပေးလို့ရတယ်အခုတန့်ရ Bro ို့ပွဲချိန်ပြီးကစားဖို့အတွက်စိန်ခေါ်မှုဖြစ်နေတယ်ဒါအပြင်မန်ယူဥကားတိကျွန်တော်မြင်ရတော့အခုချိန်ထိကိုအဆင်မပြေသေးဘူးအဲ့တော့ကြောင့် Bruno က free roll ပေးလိုက်လို့ နေရာသူလိုက်ဆော့ပေမဲ့တကယ်တမ်းနောက်ကကစားသမားယုံကြည်လို့မရဘူးသူ့အနေနဲ့ဘလို့ပဲလွတ်လပ်ကစားအောင်နီးပြအစီမံခံစီမံခိုင်းတာခံစစ်ကိုပဲစင်ကူရမယ်ပုံစံတမျိုးဖြစ်နေဒီရှေ့ရောက်သွားလိုက်ရင်ဗျာဒါခူးညာရောတစ်ဖက်ကအန်ဘူးမိုးရောဒါနံပါတ်8ကစားသမားတွေမဟုတ်ဘူးဒီနေရာကြီးရဲ့ gap အကြီးဖြစ်သွားတာဒါကစကားကြုံလို့ဆွေးနေတာပါအဲကျွန်တော်တို့ရှေ့ရ3ယောက်ကိုကြည့်မယ်ဆိုရင်တော့အန်ဘူးမိုးခူးညာရောပဲရူဘင်အမော်ရင်တေချာဘောက်ပေါ်တော့ခွင့်ပေးလာလိမ့်မယ်အဲတော့ကျွန်တော်တို့တစ်ချက်ကြည့်ရမှာဒီရှေ့ဆုံးနေရာပေါ့နော်ဒီနေရာမှာပေါ်တော့ခွင့်ပေးဖို့အတွက် ကစားသမား2ယောက်ရှိတယ် ်မေ့စ်ကိုပွဲထွက်ခွင့်ပေးမလားဒါမို့ရင်ဘန်ဂျမင်ရှက်ကိုပွဲထွက်ခွင့်ပေးမလားအားနည်းချက်အားသာချက်တော့ရှိတယ်မေ့စ်ကိုပွဲထွက်ခွင့်ပေးလိုက်ရင်ဒီရှေ့က၃ယောက်ကအဲ့လိုဒီပလိုင်းဖော်ဝဲလို့လို့ဘာလို့ဝင်ကစားလို့ရဒီပလိုင်းဖော်ဝဲသွားလိုက်ရင်ဗျာဒီလိုဖြစ်သွားလိမ့်မယ်ဒီကွင်းလယ်မှာဒီလို၃ယောက်ပုံစံပြန်ဖြစ်သွားလိမ့်မယ်နောက်တဲ့ကတော့၃ယောက်ပဲဒါပေမဲ့မေ့စ်ကဒီနောက်ထိဝင်ပြီးတော့စင်ကစားပေးနိုင်တဲ့အခြေသွေးမျိုးရှိတယ်အဲဘန်ဂျမင်ရှက်ကိုကတော့ဒါတိုက်စစ်ပိုင်းမယ်အားတန်တဲ့ကစားသမားပေါ့နော်တိတ်ထူးထူးတော့ပြောသေးရမလို့ဒါပေမဲ့ကျွန်တော်ကတော့ရှက်ကိုပဲပေါ်ထွက်ခွင့်ပေးလာနိုင်တယ်လို့ယူဆတယ်ပြီးခဲ့တဲ့ပွဲသင်မှာတော့လည်းသူ တကူသွင်းပြီးသွား ਈ ဗျာအဲ့တော့ကြောင့်နောက်ထပ်ဂိုးတွေရအောင်ရှက်ရှ်ကူကိုထည့်လာနိုင်တယ်လို့ယုံကြည်မှုရှိအောင်လဲသူ့ကိုပေါ်ထွက်ခွင့်ပေးလာနိုင်တယ်လို့ထင်ပါတယ်အဲ့တော့ဆန်ဒလန်ရဲ့ပွဲထဲမှာယူနိုက်တက်ကဘလူးပွဲထွက်လာနိုင်တယ်လေကျွန်တော်ညီကူတွေရောဝင်ရောက်ဆွေးနွေးတုံးသက်သွားလို့ရပါတယ်အခုတော့အားလုံးနှုတ်ဆက်ပြရစီခြေသူအများကြီးတင်ပါတယ်ခင်ဗျာ